တတိတိရှိမိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ခုတငယ်ချင်းတို့ကို17ကြိမ်အတွက်ဒက်ထူရမယ့်ကဏ္ဍလေးတစ်ခုမိတ်ဆက်ပေးမယ်ကဲဒါတော့ပြီးခဲ့တဲ့ဘက်ကထွက်သွားတဲ့ထိုင်းတီဘတ်6တန်းစုပေါ့နော်ဘတ်6တန်းစုဟဲ့လားကျွန်တော်ကိုသုံးငါးကိုလောက်သွားတယ် နော်9 3 9 3ငါနော်ဒီနှစ်သာရှေ့ရောက်လာပြီးပြီပေါ့လေနော်9 3 9 3နော်နောက်တခါ3 3ညခွန်လည်းစုသေးတဲ့ဟိုပဲသူထည့်လိုက်နော်ဒါထိုင်းထီရဲ့ဘတ်ဟိုအဓိကစုနော်အဓိကစုကြီး5စုပေါ့နော်6စုပေါ့1 2 3 4 5 6နော်ဒါတော့နောက်ဆုံးကျွန်တော်တို့ဟူချဲလို့ခေါ်တဲ့ဘတ်6တန်းစုပေါ့3 5နှစ်ကိုယ့်ရဲ့ကိုယ့်ရဲ့ဘောလုံးတွေ မများလို့ပြောဆိုဂေါ်လီပေါ့ဗျာနော်ဂေါ်လီတွေပါရသားနဲ့ဂေါ်လီတွေပါရသားနဲ့ကန်ဆိုးပြီးတော့မရတာပေါ့ဗျာနော်အဲ့လိုပဲပြောအောင်ပေါ့နော်နော်ဒီညမှာရှစ်ဆိုလဲအဆင်ပြေနော်အမှုဒီနှစ်ကိုရှေ့ရောက်သွားရတယ်အစဉ်ပြီးနော်ကုသုံးကနော်အကုသုံးအငါငါကုရှင်းငါနှစ်ဆိုတဲ့အစဉ်ပြီးနော်နောက်ဒီ၃၃ညခွန်ကြောက်လဲစုလေးလေးကိုထားလိုက် ဘယ်တနိုင်မလို့ဗျာနော်ကဲအခု၁၇ကြိမ်ပဲကျွန်တော်တို့ဖြစ်စဉ်လေးတခုလေ့လာအောင်ဖြစ်စဉ်လေးတခုလေ့လာရအောင်ဒီဖြစ်စဉ်လေးကဘယ်လိုတော့သူကဒီဘက်ကိုတောင်းနော်ဒီဘက်ကိုတောင်းဟုတ်ပြီ 1980ကကဏ္ဍကတည်းယူတာ38တုံးဒီ38တုံးကိုကျွန်တော်ဘာလို့တည်းယူတော့38တုံးနော်38တုံးကိုတည်းယူရတဲ့အကြောင်းနော်ဒီဘက်ကဒီကဏ္ဍနေအကုန်လုံးဟိုဘက်ကိုပြန်ပို့မှာနော်တည်းတယ်ဒီနေ့ကလည်းကျွန်တော်ဒါမျိုးကစားဘူးလေနော်ဟုတ်ပြီဒီ38တုံးကိုယူရတဲ့အကြောင်းသူ့ရဲ့ဘေးမှာတဲ့ဒီမြန်အပိတ်အပိတ်ဟာညီကူနော်အပေါ်နဲ့အောက်နဲ့ညီကူထိတ်ထိတ်ရလဲညီကူပဲနော်ပေါ်နဲ့အောင်းနဲ့ညီကို ပိတ်အပေါ်နဲ့အောက်နဲ့ညီကိုထိတ်စီးအပေါ်နဲ့အောက်နဲ့ညီကိုပြီးရင်ရှေ့ရဲဒီညီကိုပြရအောင်နော်ဟွန်ရှေ့ငါလေးညီကိုတွေပဲရှေ့ရဲရလည်းညီကိုဖြစ်တာနော်အဲ့ဒါကြောင့်မကျွန်တော်38သုံးတော့တော့နော်38သုံးဦးမယ်ဘာလို့ယူတော့အပိတ်နဲ့ထိတ်နဲ့အပိတ်နှလုံးညီကိုထိတ်နှလုံးညီကိုပြီးရင်ရှေ့ရဲညီကိုသူ့ရဲ့အောက်မှာပါကစားတော့2ရဲ့8 4 284လို့ပြားနော်284လို့ပြားဟုတ်ပြီအဲ့ဒါ80နဲ့87နောက်80ပဲပြန်သွားတဲ့ဆက်နေပေါ့နော်ဒီမှာကျတော့ကျွန်တော်ပါဝင်669ပြီးသားတယ်669ဘာလို့ယူသားတော့ဆိုတော့အပိတ်နှလုံးကညီကိုလေးထိတ်ထိတ်နှလုံးညီကိုပြီးရင်ရှေ့တွေကညီကိုနော်သူ့ရဲ့အပေါ်မှာတစ်ခုရှိရဲ့ကျွန်တော်မြည်ဘူးဘာဖြစ်လို့တော့ဆိုတော့မခွန်ရှေ့ညီကို69ညီကို ဒါပေမဲ့ရှိရဲစီနီယာမဖြစ်လို့မနေဘူးခေါ့အကြတော့ဒီ669ကိုယူရဲအကြောင်းရင်း669ရဲ့ပြီးမှာအပိတ်နှလုံးညီကိုထိတ်စီးနှလုံးညီကိုပြီးရင်ရှိတယ်ညီပြီးရင်သူ့ရဲ့အောက်မှာ284တန်းလိုက်ဟုတ်ပြီနော်အဲ့လို284အဲ့လိုတန်းလိုက်ကြပြီးရင်ဒီဘက်နှစ်ကိုဆက်သွားဒီနေ့မှာကြာတော့ကျွန်တော်ဘယ်ကနောင်းယူတော့ဒီ A43 ကိုယူတယ်နော် A43 ကိုဘာလို့ယူလဲသူ့ရဲ့ဘေးမှာ ပိတ်နှလုံးညီကိုထိတ်ထိတ်နှလုံးညီကိုပြင်ရွှေ့ခြေထွဲစီညီကိုအဲ့ဒါပြောမှာ284အဲ့လိုထောင်းလိုက်တယ်နော်အဲ့လိုဒါကလန်းဟိုဟာဖြစ်သွားပြီနော်ဒီပန်းရောင်၃ခုကိုတကယ်ကျွန်တော်သိပါပြီနော်ပထမပန်းရောင်၃ညချစ်သုံးဟာအပိတ်နှလုံးညီကိုထိတ်နှလုံးညီကိုခြေထွဲညီကိုအောက်မှာ284ဒီဘက်နဲ့ကိုသွားကြည့်လိုက်ရင်ဟုတ်ချောက်ကိုဟုတ်ချောက်ကိုယူရတဲ့အကြောင်းရင်း အပိတ်နှလုံးညီကို ထိတ်နှလုံးညီကိုရှေ့တွဲညီကိုနော်အဲ့လိုမျိုးညီအသုံးခုပဲရှိရနော်ပြီးရင်ဒီဘက်နဲ့ရှေ့လေးသုံးကိုပါလို့ယူတော့ဒီမှာအပိတ်နှလုံးညီကိုထိတ်နှလုံးညီကိုရှေ့တွဲဒီညီကိုသူ့ရဲ့အောက်မှာ284လို့ထောင်းဟုတ်ပြီအဲ့လိုယူပြီးပြီတော့ကျွန်တော်တို့ဒီပန်းရောင်ကနေလေးမောရောင်အတွင်ပြောင်းနော်ပန်းပန်းရောင်ကနေလေးမောရောင်အတွင်ပြောင်းတော့ဒီ3ည3နော်3ည8 3 ုံနှက်ချစ်သုံးဆိုတုံညာနှက်ခတ်ကတုံညာနှက်ခတ်ကခွန်တုံနှက်ခတ်ကငါနော်ခွန်ငါလို့ရခွန်ငါငါခွန်အခွားခွန်ငါငါခွန်အခွားဟာသူရဲ့ဒီဘက်နှစ်ပေါ့နော်ဒီဘက်ပြန်သွားတဲ့နှစ်ခွန်ငါငါခွန်အခွားစထွက်ပြီနော်အိုက်ကနန်လေးကိုမှတ်ထားလိုက်ခွန်ငါငါခွန်အခွားစထွက်ပြီပေါင်းချင်းလျှောက်လို့ပါတယ်ဟုတ်ပြီနော်အဲ့ဒါလေးမှတ်ထားလိုက်နော်ဒီတုံနှက်ချစ်သုံးကနန်းရဲ့ထိတ်နဲ့အပိန်နဲ့ကိုနှက်ခတ်ရှင်လိုက်တုံနှက်နှက်ခတ်ခွန်တုံနှက်ခတ်ငါ ိုငန်း9ခုနော်အဲ့ကောင်အဲ့ထဲမှာအဲ့ကောင်ဒီဘက်နစ်ထဲမှာထွက်တဲ့အချိန်မှာသူကအောင်းချင်း6ပါဟုတ်ပြီနော်နောက်တစ်ခုဒုတိယကောင်တော့ဒီ669 669ကိုထိတ်နဲ့အပိတ်ကိုထိတ်နဲ့အပိတ်ကိုပြန်ရှင်းရင်ဒီရာပဲပြန်ရမှာ669ပဲပြန်ရမှာနော်669ဟုတ်ပြီနောက်နှစ်သူ့ရဲ့ဘက်နစ်ဒီဘက်နစ်ထဲမှာနှစ်ဆနေကြည့်လိုက်ဒီကောင်မရဘူးနော်ရှေ့လွဲမှုန် ်ကောနောက်တွင်ဟောဒီဒါဒီဒီကောင်လို့ကျင်တာ966ခုအခွနော်966ခုအခွပေါင်းချင်းလျှောက်လို့ပါတယ်နော်ပေါင်းချင်းလျှောက်လို့ပါတယ်ဟုတ်ပြီအဲ့လိုဆိုကျွန်တော်တို့နှစ်ကပ်ပြီးသွားပြီနော်နှစ်ဆောင်ပေါ့နော်ဒီတတွဲဒီတတွဲပြီးသွားပြီအခုနောက်ဆုံးတွဲပေါ့ဗျာနောက်ဆုံးတွဲဒီကောင်843 843ဒီ843ဆိုတော့ဒီထိတ်နဲ့အပိတ်ကိုနှစ်ခတ်ရှင်းနော်ရှင်းနှစ်ခတ်1 3နှစ်ခတ်5 1 5 5 1အခွက် တင်းငါငါတဲ့အခွာတဲ့ဒီဘက်နှစ်ထဲမှာနော်နှစ်ဆာနေပြီးအောင်ဟိုနှစ်ဆာနေကြည့်လိုက်မတင်းငါငါတဲ့အခွာတင်းငါငါတဲ့ဆိုပေါင်းချင်း6ကအော်တိုဖြစ်နေပြီဒါနော်အကြတော့သူကဘယ်လိုသွားတော့ဆိုတော့ဒီ3ည3ခွာကိုခွန်99ခွန်အသွင်ပြောင်းပြီးတော့မှပေါင်းချင်း6တစ်ခါနဲ့နောက်တစ်ခုကဒီအခွာ69ကို69ကို6လို့သူကဒီဘက်နှစ်မှာ 6996ပေါင်းချက်6ပါတယ်ဒီမှာတစ်ခါဒီမှာ300ခါဟုတ်ပြီတစ်ခါ300ခါဒီ73ကိုအတွင်ပြောင်းနှစ်ခါ73ကိုအတွင်ပြောင်းရှင်းနှစ်ခါ1 3နှစ်ခါ5 1 5 5 1တင်ငါငါတက်အခွားဟာဒီဘက်နဲ့နှစ်ဆောင်เนาะတင်ငါငါတက်အခွားကိုးခါနဲ့เนาะဒီမှာတက်ခါ တနေ့ကျော်တော့၃ညခါတနေ့ကျော်တော့၃အဲ၉ခါတစ်၃ညခုနော်ဟုတ်ပြီအဲ့ဒါတွေကျွန်တော်ဘာလို့ပြရနေတော့ပန်းရောင်လေမော်ရောင်ပန်းရောင်လေမော်ရောင်ပန်းရောင်လေမော်ရောင်ဟုတ်ပြီနော်ဟုတ်ပြီအဲ့ကျတော့အဲ့ကဏ္ဍတွေကိုဒီကကျွန်တော်ဟိုဘက်ကိုပို့နော်ဟိုဘက်ကိုတဲ့ရီပို့ပို့ရမယ့်ကဏ္ဍတွေက၃ည၈တော့အာတိခွန်669 ုသုံညာလျှောက်843 591နောက်တစ်ခေါက်ပြန်ပြောမယ်သုံညာ83 510 669ကိုယ်တုံညာ6 843 591ဟာကိုတဟုတ်ပြီအဲ့ဒီကနေကျွန်တော်ဒီဘက်ကိုပို့ရမယ်နော်အဲပို့ပါတော့မယ်နော်

ဲ့ဒီကနန်းကဟိုဘက်မှာသူဆင်ပြေးလိုက်တယ်နော်သူဟိုဘက်မှာဆင်ပြေးလိုက်တဲ့ကနန်းနော်၃ည၈တော့အာတိခွန်669 5 3ည၆ရှင်းလေးတော့အာဂုတ်နော်6ခုဟုတ်ပြီဒီဟုတ်ပြီဒီပိုင်းအောင် ဒီပန်းရောင်သုံးခွက်ပါလို့ကြာဦးနော်ပန်းရောင်သုံးခွက်ပါလို့ကြာရှင်းအဲ့ဒီဒီပန်းရောင်သုံးခွက်ကနော်အဲ့ကောင်နေမကြခင်ဒီဘက်နဲ့ဒီဘက်နဲ့နှစ်ကြိမ်ကနန်းနေပြီလားတစ်ထိပ်တပင်ကျော်သုံးထိပ်တပင်ကျော်လေးထိပ်တိရ3ရ4ရထိပ်စီးပြီးထားတယ်နော်တိရ3ရ4ရထိပ်စီးပြီးထားတယ်အဲ့တစ်ပူးမယ်၃ပူးမယ်၄ပူးမယ်နော်တစ်ပူးမယ်၃ပူးမယ်၄ပူးမယ် အဲ့ဒီတစ်ကားတဲ့တစ်တစ်ကိုဒီရှင်းနဲ့ပေါက်ဒီရှင်းနဲ့ပေါက်ဖို့အတွက်သူ့ရဲ့ပုံမှာရှင်းနဲ့သုံးနဲ့ပါပါရှိရဲ့တစ်တစ်ရှင်းဟုတ်ပြီနော်ဒီကောင်သုံးအဲ့ဒီသုံးပါတဲ့ဒီမှာသုံးသုံးနှစ်ဆိုသုံးသုံးနှစ်ဆိုပြီးပေါက်ဒီနှစ်ရဲ့ပါပါခွန်ရှိရဲ့ဒီမှာသူကပညာပြပြထားပြီလေးလေးသုံးလေးလေးသုံးလို့ယူဖို့အတွက်သုံးရပါပါရှင်းမရှိဘူး ဟုတ်ပြီအလဲတိုင်းနဲ့ဒီဒီအလဲတိုင်းနဲ့ယူရင်ရော၄၄၃ည၄၄၃ညဆို၃ညရဲ့ပါဝါ9ပဲရှိတယ်။သူလိုချင်တဲ့အဓိပ္ပာယ်သူကဒီမှာ၈၃၈၃ပါဝါ2ဆုံး2ခွန်2ခွန်ပါဝါ2ဆုံးဒီမှာသူကလှည့်ထားပြီ၃9နဲ့ဒီရှင်နဲ့နှက်ခတ်2ဆုံးလောက်ထားတယ်။ကျွန်တော်တို့ကပါဝါကိုလိုချင်တယ်။တစ်၈ရှစ်ဆိုအပေါ်မှာ၃ရှိရယ်။၃၃2အပေါ်မှာခွန်ရှိရယ်။၄၄၄၄၃လို့ယူလိုက်မယ်ဆိုရင်ဒီပေါ်မှာပါဝါမရှိဘူး။ လေးလေးတုံများဆိုရင်တော့ပါပါရှိတယ်လေးလေးရှစ်ဆိုရင်ဒီရှစ်ကတော့မယူဘူးเนาะတစ်ရှစ်နှလုံးနဲ့ပဲထိတ်နေအလင်းနဲ့ဟုတ်ပြီအိုက်ကောင်ဟိုတဲ့အိုက်ကောင်ဒီတုံများဆုံးတော့နဲ့ဒီတစ်ဘူးကဒီဘက်နဲ့မှာနှစ်တစ်ဘူးလာဘယ်ဒီမှာလာမှာသူတစ်ဘူးလာတယ်မဆိုအပိတ်နှလုံးခွန်အပိတ်နှလုံးခွန်လို့ထောင်းနောက်နှလုံးနဲ့ဒီအပိတ်နဲ့ပြန်ပေါ့ငါလို့ဖြစ်ဖြစ်ပြီးတော့မှအတစ်တစ်ရှစ်ဆိုတော့ကောင်းထွက်တာเนาะ ောနာတဖို့ကတတရှိဆိုတော့ပေါ့အဲကောင်ထွက်တာထွက်ပြီးတော့မှသောနာပို့လိုက်တဲ့တပင်ကြောင့်မှ၃နဲ့၈တုံးဆိုတော့ပေါ့ထွက်တာဟုတ်ပြီနော်ဒုတိယပင်ကိုထွက်တယ်ဒုတိယပင်ကကျတော့၃ပြားသောနာလိုပဲဒီ၃နှလုံးကိုဥပမာက၁နှလုံးပြီးသွားပြီ၃နှလုံးကိုနှစ်နဲ့ပေါ့နော်အပေါ်မှာပါပါထောက်တာ၃နှလုံးနဲ့ဒီဘက်နှစ်မှာဘယ်ချိန်မှာပေါ့မလို့ဆိုတော့အဲကောင်သောနာလိုမှာဒီ၃၃နှစ်လို့ထွက်မယ်အပေါ်မှာခွန်မယ် ဒီနောက်နှလုံးနဲ့အပိတ်နဲ့ပေါင်းရငါးပဲအဲကြောင့်ဒီသုံးပူးနဲ့နှင်းတယ်ပထမကောင်ကတစ်ပူးနဲ့ရှင်းဒီမှာတတိယကံမှာပညာပြဆိုအဲလေးနှလုံးသုံးလို့မလားလေးနှလုံးတုံညာလို့ပါဒါရတဲ့အကြောင်းကြီးကဒီတုံညာရဲ့ပါပါငါးပဲအပေါ်မှာရှိရအဲကြောင့်ဒေးလေးတုံနော်အဲ့ဒီလေးပူးနဲ့ဒီဘက်နဲ့တယ်ပါဒီလေတော့ကျွန်တော်ခွန်လို့ဖြစ်တယ်အဲ့တော့ခွန်လို့ဖြစ်ပြီးမှဒီနောက်နှလုံးနဲ့ ိနေငားလို့ဖြစ်ပြီအဲ့၄ဘူးနဲ့တုံငန်းနဲ့ထွက်တယ်ဟုတ်ပြီနော်၁ဘူး၁ဘူးနဲ့ရှိတုံးဘူးနဲ့နှစ်၄ဘူးနဲ့တုံငန်းအဲ့ကောင်နေပြီးမှဒီတုံငန်းချစ်တုံ၆၆ဘူး၈၄၃အဲ့ကောင်နေဟိုဘက်ကကောင်းနော်တုံငန်း၈တုံရဲ့ဒီ၆၆ဘူးရဲ့နော်သူ့ရဲ့အောက်က၈၄၃အဲ့ကောင်နေကိုဒီမှာသူကထည့်လိုက် ဟုတ်နတ်ရှစ်တုံး66ရှစ်တုံးဟုတ်ပြီအဲ့လာပြီးတော့ဆောနာဒီကနန်း၃ခွက်ကိုပြန်ထည့်၅တစ်ခွန်း၉သုံးနဲ့ဆောက်၅၉တစ်နော်ဆောနာဟိုဘက်ကထည့်6ခွန်းနော်ဒီ၅တစ်ခွန်းပါလို့ထည့်၅တစ်ခွန်းထည့်ဖို့တစ်နှစ်ကျော်ဒီဘက်နဲ့ငါတက်ကုန်သေးဘူးတစ်နှစ်ကျော်ဒီဘက်နဲ့ဒီဘက်နဲ့မှသူပါလို့လို့တော့ရှေ့တွဲပါပါပေါ့ဗျာ မရှိရပါပါကြာနော်ရှိရပါပါကြာနော်ငါတက်ကွန်ထွက်ဖို့အတွက်တနစ်ကျော်ဒီဘက်နဲ့ရှိရပါပါဖြစ်နေရှိရပါပါဖြစ်ပြီပါပါဖြစ်ပြီဆိုတာနဲ့သူ့ရဲ့အပေါ်မှာထိတ်ထိတ်နှလုံးကကိုယ်လိုထောင်ပြလာပါပါဖြစ်ပြီနော်ပါပါဖြစ်ပြီတနစ်ကျော်မှာနောက်နှလုံးပေါင်းခြင်းခွန်တစ်ခါကြာနောက်နှလုံးခွန်တစ်ခါကြာနှစ်ခါကြာ သုံးကကြာခွန်သုံးကကြာပြီးရတယ်ဆိုနက်ခတ်ပါတယ်နော်နက်ခတ်ဒီမှာတော့ဗျာနောက်နှလုံးနောက်နှလုံးခွန်လည်းဖြစ်တယ်ပေါင်းနက်ခတ်လည်းပါတယ်ပေါင်းခြင်းကိုလည်းပါတယ်နော်သူအစုံဝင်အဲ့လိုယူပါဒါပေမဲ့ကျွန်တော်ဒီ doubt တွေကိုကျွန်တော်တိတ်ပြီးတော့မယုံကြည်ဘူး။နော်အဲဒါကြောင့်တစ်ချက်တစ်ချက်ပိုင်းကျွန်တော်ကယူလိုက်တယ်။ဟုတ်ပြီနော်။ပြန်ပြောမယ်နော်။ဒီဘက်ထဲမှာပါဝါလို့စဖြစ်။ပါဝါစကြရှိပဲ။ထိတ်တိနှလုံးကကိုလို့ဖြစ်။တစ်နှစ်ကျော်မှာနောက်နှလုံးခုတစ်ခါ နှစ်ခါဘုံကကြဘုံကကြပြီးတော့မှဆောနာတိဟိုဘက်ကငါတိတ်ခွန်ဆိုတော့ဒီအောင်ပါကြာဟုတ်ပြီနော်အဲဒုတိယက936တစ်နှစ်ကျော်နော်သူ့ရဲ့တစ်နှစ်ကျော်ပါပါမပါပါအဲ့ဒီပါပါပါလို့ကြာသူ့ရဲ့ဘုံမှာထိတ်နှလုံးကူးလို့ထောင်းပြီနော်ထိုင်နှလုံးကိုရှိရင်ဒီမှာပါပါဖြစ်တယ်။တစ်နှစ်ကျော်မှာ တော့နောက်နှလုံးခုံက၃ပွဲဒီမှာ၃ပွဲ၂ပွဲအဲ့ပါပါနဲ့တန်းတန်းမှာပဲနောက်နှလုံးခုံ၂ပွဲအဲ့ဒါဖြစ်ပြီးတော့မင်းတွေ့လားဒီနက်ခတ်လည်းပါတယ်နောက်နှလုံးခုံလည်းဖြစ်တယ်ပေါင်းချင်းကိုလည်းပါပြီးတော့အကူတုံနာ၆ကြောက်နော်ဒီဘက်မှာတော့ဒီပါပါနဲ့တန်းတန်းမှာနောက်ခုံနောက်ခုံနောက်ခုံအဲ့ပါပါနဲ့တန်းတန်းမှာ၃ခုံကြောက်တယ်ဒီမှာကျတော့ဒီပါပါနဲ့ဒီရှိရဲပါပါနဲ့တန်းတန်းမှာနောက်ခုံ၂ခါကြောက် ပြီးတော့နက်ခတ်လည်းပါတယ်ပေါင်းခြင်းကိုလည်းပါနော်ပြီးတော့မကူးတုံများရှောက်ပြအဲ့လိုဆိုဒီမှာကျွန်တော်၅ကိုးတစ်ကိုကျွန်တော်ဒီမှာထည့်ထားတယ်ဘာဖြစ်လို့ထည့်ထားလဲသူ့ရဲ့တနစ်ကျုံပါဝါပမာကြာမြေပါဝါကြာပြီနော်ပါဝါကြာပြီအပေါ်မှာပေါင်းခြင်းအထည့်ပြီးနှလုံးပေါင်းရင်ကူးဟိုဘက်မှာတော့ပေါင်းခြင်းနောက်နောက်ပေါင်းခြင်းနောက်ခွန်က၃ခါကြာတယ်ဒုတိယအပင်ကြာတော့နောက်ခွန်က၂ခါဒီဘက်နဲ့မှာနောက်ခွန်နောက်ခွန်တစ်ခါစလာ နောက်ကွန်တခါစတွေ့လာတွေ့ဒီမှာနက်ခတ်ပဲပါတော့ပေါင်းညကိုမထဲတော့ပေါင်းညကိုမပါလဲကျွန်တော်ကတော့ဒီမှာငါးကိုတိတ်ကိုထဲရအောင်ပါဘာလို့လဲတော့ဒီတောက်ဒီကြောင့်ခံရတာလည်းမနေတော့ဘူးနော်ဟုတ်ပြီအဲ့ကြတော့ခွန်3ခါခွန်တခါခွန်တခါဒီငါးတိတ်ခွန်ကိုတုံညာလျှောက်ငါးကိုတိတ်အဲ့တော့ရဲ့အဲ့လိုဒီတောင်လေးတွေမှာထိတ်နောက်ပေါင်းခြင်းရှိထိတ်နောက်ပေါင်းခြင်းရှိထိတ်နောက်ပေါင်းခြင်းရှိအဲ့ကောင်လေးတွေခံပြီးသားနော် ငါတိခွန်ဆိုတော့အခွားနှစ်ပေါ့ဗျာအဲ့ဒီအခွားနှစ်ကအပေါ်မှာခွားနှစ်တခုတော့ရှိတယ်ပြန်ခွားနှစ်ဒီမှာတခုအောက်မှာရှိတယ်မရှိတော့ဒီခွားနှစ်ပေါ့နော်ဒီကိုးတုံညာလျှောက်လဲအဲ့လိုအပေါ်မှာငါခွားငါတခုရှိတယ်မရှိတော့နော်ဒီမှာကျတော့ခွား၆တခုရှိတယ်ခွား၆မရှိတော့ ီမှာပဲအားကိုးတည်နော်ဟုတ်ပြီနော်ဒီနေ့ချင်းအဲ့ဒါဒီဘက်ကနေပို့လိုက်တဲ့ခန်းနေအကုန်နော်ပြန်ပြောမယ်နော်ဘုံညာရှိတော့အားတိခွန်669 143အ669 9တုံညာလျှောက်နော်743ပြီးရင်ငါးခုတက်နော်အဲ့ဒါဒီ6နဲ့နော်1 2 3 4 5 6 အဲ့ဒီကဒီ383ရဲ့918ရဲ့နော်383ရဲ့918ရဲ့669ရဲ့936ရဲ့843ရဲ့အကုန်နော်အအကုန်တဲ့တယ်ဒီနော်အကုန်တဲ့တယ်ဒီပဲဒီမှာ383 88669 936 843 59 နော်ကျွန်တော်ဒီငါးပိတ်နဲ့ပတ်သက်ပြီးတကယ်ကျွန်တော်ရှင်းပြတာရှိတယ်နော်တစ်ပထမဆုံးထွက်တဲ့ငါးပိတ်ကတစ်ပိတ်နဲ့လာရမယ်ဆိုတဲ့မှတ်သက်ရှိတယ်နော်တစ်ခုက၉ပိတ်နဲ့လာနော်ဒါမှကျွန်တော်ဒီမှာငါးကိုတစ်ကိုအဓိကတည်ပြီးတာဟုတ်ပြီနော်ဒီနေ့ပြန်နေ့ဖြစ်တဲ့နေ့များအားလုံးပဲကြံကောင်းကြပါစို့